What's her name? I might kill you. Do it! How did you end up in this place? ချစ်နဲ့ရရကိုကုစားနိုင်ပါသလားတကယ်လို့ချစ်ဆိုတာဟာအလင်းရောင်သားဖြစ်ခဲ့မယ်ဆိုရင်ကိုချစ်တဲ့လူတယောက်ရဲ့အတိတ်ကအမှန်မှန်ဆုံးဘဝတွေကိုထိုးဖောက်ဖျက်ဆီးနိုင်မလားဒီစကားမှာတော့ပြည်တစားမာလေးတယောက်ကမှမြင်မြင်ချင်းမျက်နှုံးမိသွားတဲ့လူတယောက်ရဲ့နှလုံးသားကိုတွေ့ရပါလိမ့်မယ် ဒါပြင်ဇလန်းကိုဝီလျံရှိတ်စပီးယားရဲ့ဘဝမြင်နိုင်ရွှေမထင်တဲ့ဆိုတဲ့စာသားနဲ့စထားပါတယ်။ဒီစကားဟာမြန်မာစကားလိုတော့ထင်ရတဲ့အထိကြော်ကြားခဲ့တဲ့စကားပါ။1850ပြည်နှစ်တွေကကယ်လီဖိုးနီးယားတခွေမှာလူတွေဟာရွှေရှားတဲ့လုပ်ကိုအာယုံဆိုင်နေကြတဲ့ခေတ်မှကယ်လီဖိုးနီးယား Golden Wash လို့တော့ခေါ်ကြပါလေ။ဒါပေမဲ့ဝါဝါမြင်တိုင်းရွှေမထင်းတဲ့ဆိုတဲ့စကားဟာရွှေကျင်တဲ့အကြောင်းပြောရတဲ့ထင်တော့မှားသွားပါလိမ့်မယ်။ရွေကျက်စကူဇလန်းဆုံးရင်တော့သိရပါလိမ့်မယ်။ အိကျေဟာအဲ့ဒီရွှေကျင်တဲ့မြို့မှာအလှဆုံးဈေးကြီးဆုံးပြည်တစားမှာတူနေတိုင်းလိုလိုပတ်စံမတက်နိုင်တဲ့မျိုးသားတွေဟာသူနဲ့7မိနစ်တာချီတူမျှနိုင်ဖို့အတွက်ကန်စက်မဲ့လက်မှတ်တွေဝယ်ပြီးတန်းစီစောင့်ဆိုင်နေခဲ့ရတယ်။ကန်စက်မဲ့ပေါက်သူပေါ်လာတာနဲ့သူတို့အဲ့ဒီလူအများကြီးမှမျက်နှာပွင့်တဲ့အထိကန်ခေသွားတဲ့သူတွေကတော့ငါတို့ရဲ့အင်ဂျယ်လေးဆိုတော့ကိုမန်တန်လူတစ်ဖက်ဝိုက်ယူရင်သူနဲ့တကအိတ်ဖို့ကိုရွှေလေးနည်းနည်းစိုက်ပေးပြီးပြန်သွားရုံပါပဲ။ ပုရိသတွေသူ့ကိုယူသည်မဗရင်ဝါကနေချောင်းကြည့်နေရတဲ့အင်ဂျယ်ကတော့ဒီနေ့ဘလို့လူစားနေများကြုံရအောင်မလဲလို့ယဉ်တထိတ်ထိတ်နဲ့နေရတာနေအိုင်းပါပဲသံတောင်းစားဖိုက်ဝရင်မန်ကြည့်တယ်ဆိုတဲ့စကားတိုင်းချွေရှာကြောမွေတွေမဲပေါင်ရင်လည်းရမ်းတက်ပါလေကန်ထလို့သူ့အရာပေါ်ရောက်ရင်ယောက်ျားမာနတွေမှုံယုတ်ပြီးသူ့ကိုအတိုးချစိတ်ထွက်ပေါက်ရှာအနိုင်ကျင့်တယ်မှလားဒီနေ့မှာတော့ခြေကုန်းလိုက်ပန်းကြပြီး အရက်ကြောင့်ရည်ဝွေဖြစ်နေတဲ့အိမ်ချက်အခန့်ကိုစောင်းကြမြန်ကခေါင်းတစ်ပိုင်းလူစိုးထိန်တစ်ပိုင်းအဖြစ်ကျင်းလဲနေသူကအလုံးမလုံးချင်းနဲ့ပဲအပားခိုဖို့ကြံနေတယ်ဆိုပြီးသူ့ကိုရင်မော့အောင်လုပ်ပြီးအပြစ်ပေးတယ်။အိမ်ချက်ထံရအောင်မလုပ်ရဘူးလို့စိန်ခန်းရှင်ကြီးကမိန့်ပေးထားတယ်မှတ်လား။ကျောမွေးတွေကိုထောင်းတွေမြစ်တွေကရွှေတွေပေးတဲ့နေရာစောင်းကြမြိုင်တွတ်တော်အင်ဂျယ်လေးကရွှေပါပဲဒါကြောင့်ဒါရပေါ်အောင်မလုပ်ချင်ပေမဲ့အင်ဂျယ်လုတ်ကိုညင်းနေဆိုရင်တော့စိန်ခန်းရှင်မမကြီးကိုရင်ကပါဖြဲ့တတ်ပါတယ် ဂျင်းလင်းနေ့လယ်နှစ်နာရီမှာတခြားသူတွေထက်နှစ်ဆပေးပြီးလာတွေ့မဲ့လူတယောက်ရှိလို့အင်ဂျက်ကိုအသင့်ပြဖို့အစီခံတွေကိုခိုင်းလိုက်တယ်။အချိန်ကျလို့ဝင်လာတဲ့လူငယ်ကရီမမောအဝတ်ဗလာနဲ့အင်ဂျက်ကအခန်းထဲဝင်လာသူတို့တွေ့တာနဲ့ရှင်ကဘယ်လိုပုံစံကြိုက်သလဲမစ္စတာဒီမှာအပြိုတော်တွေမာရီယာတွေတော့မရှိဘူးတာယာမှုတသက်ကြီးပဲရှက်နေပါနဲ့ရှင်ချက်ကူသာပြော ကဲဒီဘက်လာဆမ်းပါကြိုက်မစားပါဘူးဒီမှာရီစေးပေးမလို့ဘာလဲကျမကရှင့်မင်းနဲ့တိတ်တူလုံးလို့နောက်ဆုတ်နေတာလားတဲ့ အင်ဂျဲကတခြားလူတွေလိုပဲဆက်ဆခြင်းဟန်ဆောင်ရင်ချင်းနေတယ်လို့ထင်မှတ်ပေမဲ့ခလူကစကားပြောခြင်းလို့လာတာပါတဲ့မင်းကဒီမှာနေလာတာလို့အပေါက်လဲမတဲ့စမေးတယ်မဟုတ်ပါဘူးရှင်တောင်ကုန်းထိပ်ကနှစ်စီတွေဝိုင်းနေတယ်အိမ်ဖြူဖြူလေးမှနေတာခလူကသူ့ကိုလက်ဖြားနဲ့တောင်မထီးပဲသူ့ရဲ့ဟာတကိုနူးနူးညံ့ညံ့ပြုံးပြီးသူ့နာမည်မိုက်ကယ်ဟိုဆေရာလူပြောပါကျွန်တော်မင်းကိုလက်ထက်ခြင်းလို့လာတောင်းဆိုတာပါ ရှင်ကတပတ်တွင်းမှာ9ရောက်မြောက်လက်ထက်ခွင့်တောင်းတဲ့သူပဲမင်းကိုဂုံတိခါရှိတဲ့ဘဝတစ်ခု ပေးခြင်းလို့ပါအင်ဂျင်ကအဲ့ဒီဂရိအလိန်ညာတွေကိုအများကြီးကြာဘူးပြီးသားဒီတော့အချိန်ဆက်ရာနဲ့ပဲဧည့်သည်ကိုတကားဖွင့်ပေးပြီးရှင်းရင်တည်တည်နှင်ထုတ်လိုက်ပါတယ်။တကယ်တော့မက်ကယ်ဟိုဆရာဟာအင်ဂျယ်ထင်သလိုမဟုတ်သူဟာမြေပိုင်ရှင်သားအဖြစ်မွေးဖွားလာတဲ့သူငယ်စဉ်ကတည်းကစိတ်နှလုံးသားနူးညံ့ပြီးတောင်သူလယ်သမားတွေပေါ်သူ့ဖခင်ကအမျက်ထုတ်တာကိုမကြည့်ရနိုင်ခဲ့သူ သူဟာအင်းကနေထွက်လာပြီးကိုအားကိုကိုလေယာနှဲချင်းပိုင်ဆိုင်တဲ့အချိန်ကိုဒုကိုချိုကြိုးစားခဲ့တယ်။ကမ္ဘာလောကကြီးကရွှေနှုတ်လိုက်နေကြီးမှာသူကတော့မြေစီလွာကိုထွန်ရက်ဖို့ရွေးချယ်ခဲ့ပြီးရိုးကုန်နဲ့နေထိုင်ခဲ့သူပါ။သူ့ဘဝမှာမရှိတာတစ်ခုကတော့နေထွက်ချိန်ကိုအတူမျှဝေခံစားမဲ့ရင်ခွင်တစ်ခုကင်းမဲ့နေတာပါပဲ။တရံပစ္စည်းတွေပို့ဖို့မြို့ထဲကိုရောက်လာတဲ့ချိန်တစ်ဘက်မှာနှင်းရက်နေ့လေလမ်းလျှောက်ထွက်ချိန်လေးရတယ်။အင်ကျက်ကိုသူပထမဦးဆုံးမြင်ဘူးသွားတယ်။ ။ညီမင်းချင်းမှာပဲမက်ကဲဟာသူ့လေးနဲ့တစ်သက်လုံးလက်သွဲရမယ်လို့ရှင်ထဲမှာလှုပ်ခတ်သွားတယ်။ခြံထဲမှာပဲနေတာဆိုတော့မြို့ကအလပကြီးတွေကိုမက်ကဲမသိတငယ်ချင်းတွေကသူငန်းနေတဲ့အင်ဂျင်ဟာဈေးခေါင်ခိုက်နေတဲ့ပြည်တစားတူလို့ပြောပြတယ်။သူတို့ကအင်ဂျက်ကိုငွေရွှင်တဲ့အချိန်မှာမိနစ်ပိုင်းလောက်အပျော်ရှာဖို့အတွက်သာခေါင်းထဲထည့်ကြ။မိုက်ကယ်ကတော့အင်ဂျက်ကိုသူ့အတွက်တကက်နဲ့သမီးလေးတစ်ပါးလို့ရင်ခုန်သွားတယ်။ဒါကြောင့်နောက်တစ်နေ့မှာဆောင်းကြောင်မြန်ကိုသွားအချိန်ပိုရဖို့ပုံမှန်ထက်နှစ်ဆပေးပြီးလက်ထပ်ခွင့်တောင်းခဲ့တာပါ။ နောက်တနေ့မှလည်းသူကမဲမပေါက်ဖဲနှစ်ဆပြေးပြီးသူ့ရဲ့ရေရိုးသားသားနိုင်ဝက်ကိုအသုံးပြုပြီးလက်ထက်ခွင့်တောင်းပြန်တယ်ဒီဒီချိန်မှာတော့အိမ်ကျဲနည်းနည်းလေးနူးညံ့သွားခဲ့တယ်ရှင့်ချိန်တဲ့ငွေတွေကိုအလတ်သက်ဖြုံးတိပြစ်နေတာစိတ်ညစ်စရာပဲမိုက်ကယ်ကမြို့လေလမ်းမှာမင်းကိုစတွေ့ကြတဲ့ကမြင်မြင်ချင်းမျက်နှာခဲ့တာကျမကတော့အခုလိုစကားကြီးပဲပြောနေရတာပိုပင်မနဲ့ရှင့် မိုက်ကယ်ကတော့မင်းကိုဒီကနေခေါ်ထုတ်ခွင့်ပေးပါလို့အတီးကြီးပဲပြောနေတယ်။နိုင်ွက်အချိန်ပြီးတော့ဒုတိယအချိန်မြောက်လက်ဗလာသူပြန်ခဲ့ရတယ်။သူ့မိတ်ဆွေတွေကတော့ပြစ်စားမကိုမရတော်ချင်ဘူးလို့အာမပင်မင်းရဲ့ရွှေတွေကိုနွားသာဝဲလိုက်စမ်းပါတယ်။ဒါကမင်းရဲ့လေယာအတွက်ပိုကောင်းတယ်။မဟုတ်တဲ့လေတစ်ခွက်ကိုသွားမမတ်နဲ့ဘယ်မိမမှဒီလောက်ရှင်းဖို့မတန်ပါဘူးတဲ့။စိမ်မယ်တွေကတော့အိမ်ချက်ကိုအားကြနေကြပြီ။ရဲ၆ပင်နဲ့ခချောချောလေးကဘသူလဲလို့ဝိုင်းမိကြတယ်။အိမ်ချက်တွေအားလုံးကတော့အတူတူနဲ့လူလူပဲ နာမည်တော်မမတ်မိဒါပေမဲ့အဲ့ဒီလူကတခါမှမတခါဘူးလို့ပြောပြလိုက်တော့ဒါဆိုရင်ချစ်စစ်နဲ့ချစ်တာလို့ပုံပြီးစိတ်ဝင်စားလာကြတယ်သိအားကြနေတဲ့ဘဝဒီတယောက်ကိုအင်ဂျယ်ကဒါဆိုရင်အဲ့ဒီလူကိုနေယူလိုက်ငါ့ကိုကူညီပေးရအောင် ရောက်သေးတယ်ဟိုအမလေးပျော်သွားပါတယ်တကယ်ပါပဲမိုက်ကယ်တတိယချိန်လာတော့အဲ့ဒီမိန်းကလေးကဖျက်ခုတ်ဖို့ကြံတယ်အင်ဂျယ်ကသူ့စီကိုလာနေတဲ့လယ်သမားတယောက်ကိုတားပေးဖို့ပြောထားတယ်ဆိုပြီးသူ့လက်မှတ်ကိုဆွဲဆုပ်တယ် ဒီတော့မိုက်ကယ်လည်းအင်ဂျဲအခန်းကိုသွားပြီးသူ့ကိုမလာစေချင်လို့တားထတယ်ဆိုပြီးသွားမိတယ်ဒီမှာဒီလုံနဲ့ဒီမြင်ကွင်းကိုမင်းသဘောကျနေရမင်းနဲ့တူတူအိပ်ဖို့ရှင်နဲ့ယုံနေတဲ့ငမူးတွေကိုမင်းကြိုက်နေတာလားလို့သူတို့ချင်းစကနာထိုးเสียဖြစ်ကုန်လို့ရှင်းနာမယ်ဘယ်သူလဲကျမမှတ်တော့မမှတ်မိဘူး ဂျီရော့မိုက်ကယ်ကအင်ဂျက်ပါလင်းတစ်ဖက်ကိုအုတ်ကင်ချိရတဲ့သူရဲ့မျက်လုံးကိုစိုက်ကြည့်သူ့နာမည်ကိုပြောပြီးနမ်းလိုက်တော့အင်ဂျယ်လည်းအခုမှဒီဘူတာစိုက်ချိန်ပြန်လာပြီဆိုပြီးသူ့စိမ်မဲ့လုံနဲ့အတိုးချပြုစုကိုကြံ့လေဂျီရော့မိုက်ကယ်ကအတင်းနောက်ဆုံးတားတယ်သူကသူ့ဇနီးတဲ့ဘွားရောက်တဲ့အထိစောင့်ကြည့်တာဆိုပဲအင်ဂျယ်ကတော့လက်သမားတယောက်ကသူ့ကိုပိုင်ဝယ်လိုက်တဲ့ဘွားမျိုးမလို့ခြင်းဘူးလို့ပြောလိုက်တယ် ဒါပေမဲ့သူ့ဘဝမှာတကယ်အတီးကျန်သူတယောက်ရှိနေပါလားဆိုတဲ့အသိနဲ့သူ့ရင်ထဲတမျိုးမီဝေဒနာတစ်ခုလှုပ်ခတ်သွားရတယ်။လက်ကလေးကိုကြိုက်ပြီးမိုက်ကဲရဲ့ကြောပြင်ကိုငေးကြည့်မိသွားပါဘူး။တကယ်တော့အင်ဂျင်ကမိုက်ကဲကိုအချင်းမြင်သိလို့မဟုတ်ပဲသူ့စိတ်ထဲတိတ်တဆိတ်ရောက်ရခတ်သွားလို့ပါ။သူကကဲမှန်မှုတဲ့စာတငယ်တူဆိုရင်တော့မှတကြိမ်မကတော့အချင်းချင်းဘဝနာခဲ့သူမှတ်လား။သူကမှောင်မိုက်တဲ့အိတ်ဆိုးနဲ့လာတဲ့ပြည်သားမတယောက်ကိုဝင်အချင်းချင်းဖြတ်ချဘူးသူပါ သူ့တိတ်ဟာစူရီနဲ့ဒင်းချင်းပြင့်နေပြီးအခုလိုဘွာမျိုးရောက်အောင်တွန်းပို့ခံခဲ့ရတယ်အသက်၈နှစ်ရွယ်တုန်းကသူ့နာမည်ရင်းကဆာရာသူ့မိကပထမဦးဆုံးချိန်သူ့ဖေနဲ့တွေ့ပြီးတော့သူကဖဖေးလို့ခေါ်လိုက်ပြီးမှခေါ်လူကမကြိုက်ဘူးမခေါ်နဲ့တယ်ဒါသူ့ဖေရဲ့ပထမဦးဆုံးစကားပါနောက်တော့သူ့ကိုအပြင်ထွက်ခိုင်းတယ်တကယ်တော့သူ့မိကအပျော်မြားသက်သက်ဒီရှုပ်ထုပ်ကိုရှင်းမှုမင်းကိုဆရာဝန်စီငါလှုပ်ခဲ့တာဆိုတဲ့စကားဆာရာလေးကြားလို့အပြင်ကနေငိုနေခဲ့ရတယ် ဒါပြင်သူ့ဖေးစိတ်ဆိုးဆိုးနဲ့ထွက်သွားတော့သမိသာတည်သွားရင်သူကမိစီပြန်လာမှလားလို့အရင်လည်းမလိုက်အောင်မေးမိလိုက်တယ်။သိတ်မကြပါဘူး။သူ့ဖေးကသူ့ကိုမထောက်ပိုင်နိုင်ဘူးဆိုတော့သူ့မေလည်းငတ်လာတဲ့အဆုံးမှာသူ့ကိုတစ်ချိန်ကစင်နှားခဲ့တဲ့ယတနာလေးတွေတွားပြီးရောင်းကြည့်လိုက်တော့တန်ဖိုးမဖြစ်နိုင်ဘူးလို့သူထင်တဲ့ယတနာတွေဟာဖန်တယ်ပစ္စည်းတွေသာဖြစ်နေခဲ့တယ်။ စစ်မှန်တယ်လို့ထင်ရတဲ့အချစ်ဇလန်းတပုတ်ဟာရက်ဆက်တဲ့ပြဆက်တစ်ခုသက်သာဖြစ်ခဲ့ရပါတယ်နောက်ဆုံးတော့သူ့မိဟာအသက်ရှင်ရပ်တည်ဖို့အတွက်ကိုခန္ဓာကိုရောင်းချခဲ့ရတယ်နောက်ဆုံးမှယောဂရာပြီးငငယ်နဲ့သုံးပသွားရတယ်မိဘမဲ့ဖြစ်သွားတဲ့စာရကူလူကုန်ကူးသူတွေကရှုပ်မာတဲ့မျိုးစားတစ်ယောက်စီရောင်းချခဲ့ပါတယ် အဲ့ဒီမျိုးသားကပတ်ငယ်မထင်းသမားအင်ဂျယ်တို့လိုအရွယ်လေးတွေကိုပန်းဥချွေလေ့ကျင့်ပေးနေဘူးဒါကြောင့်သူ့အကျင့်မျိုးဖြစ်တဲ့စာရကိုနောက်ကျောင်းကင်းကင်းမောင်ပိုင်စီးနိုင်ဖို့အတွက်လာရောက်တဲ့သူကနှုတ်ပိတ်ပြစ်လိုက်ပါတယ် ်ဆာရာကိုတော့စိတ်မဖြစ်အောင်လိမ့်ကျင့်အမျက်ထောက်ခဲ့ပြီးဆာရာရဲ့ပထမဦးဆုံးဖောက်တယ်အသက်ဆက်ဆက်လေးတွေနဲ့အိတ်ချင်သူတူနဲ့စပြီးစိတ်မဆက်အသွင်းခံလိုက်ရတယ်ဖြစ်ချင်တော့အဲ့ဒီလူဟာသူ့ကိုလုံးဝမမှတ်မိတဲ့သူတို့တားမိကိုစွန့်ပစ်ခဲ့တဲ့သူ့ဖခင်ရင်ဖြစ်နေခဲ့ပါတယ်ဂျီလူဟာသူ့မိကိုရောတမီးကိုပါစိတ်မဘွားရအောင်သူ့ကိုယ်တိုင်တွန်းပို့လိုက်တာပဲဆိုတဲ့အမှန်တရားပေါ်လာတဲ့အချိန်ကိုစောင့်ပြီးဆာရာတယောက်ပန်းဦးဆက်ပွဲမှာတားကောင် ဖြစ်ခံလိုက်ပါတယ် အဲ့ဒီလူကိုအရှက်နဲ့ဒဏ်ခတ်ဖို့သူငြိမ်နေလိုက်တယ်။ကာမဂုဏ်နှုန်နဲ့ကျွန်ကျသွားပြီဆိုမှအတိပေးလိုက်တော့တစ်သလုံးလိမ့်သပြာမလုံးအောင်လှုပ်လိုက်ပါတယ်။အဲ့ဒီစုကစာရာချင်တက်ကိုပို့ပြီးနှက်ဆိုင်သွားပါတယ်။သူဖခင်ကကိုသမီးကိုပြန်ပြီးကျူးလွန်မိခဲ့သူဆိုတဲ့စိတ်နဲ့အသက်ဆက်မရှင်နိုင်တော့ပဲကိုကိုကိုအဆုံးစင်သွားခဲ့တယ်။ အဲ့ဒီကလေးကဆာရာဟာစိတ်မှနာကျင်ထုံတိုင်းသွားပြီးအိမ်ကျဲဖြစ်နေကုန်ပစ္စည်းတစ်ခုထက်မပိုတော့တဲ့ဘဝတည်းရောက်သွားပါတော့တယ်။နောက်ဆုံးမှာစိတ်ကောင်းရှိတဲ့မျိုးသမီးတယောက်ရဲ့အကူအညီနဲ့အနောက်ဘက်ကတမောစီဘီဖပြေးလွတ်မြောက်ခဲ့ပါသေးတယ်။ဒါပေမဲ့သူ့ကိုကူညီပေးခဲ့တဲ့အမျိုးသမီးကတော့မျိုးစားလက်ချင်းနဲ့အသက်ထောက်သွားသလိုအိမ်ကျင်းမှာလည်းလူလိမ်မနှစ်ယောက်ကသူ့ကိုရိုက်ပြီးပတ်စံအားလုံးကိုခိုးယူသွားတာခံရရတယ် သွားစရာမရှိတော့တဲ့အင်ဂျင်ဟာအခုဆောင်ကြမြန်ကိုရောက်လာရတယ်။သူ့ဘကလောင်အင်တစ်ခုကနေနောက်တစ်ခုစီအချင်းကျသွားသလိုပါပဲ။အခုတော့သူ့ဘကတပန်နွမ်းတော်မဟုတ်သူ့မှာမက်ဆရာဆိုလို့ငေကုံလေးနဲ့ရုပ်လေးကတွေ့ရင်တာမန်မင်းကလေးတွေကစစ်စစ်မကြည့်ချင်တဲ့မတ္တရီစရာဘဝကိုရောက်နေခဲ့လို့မိုက်ကဲအချစ်ဆိုတာသူ့အတွက်တော့ရုံတန်းစကားလိုဖြစ်နေခဲ့ရတာပါ။ ဒါပေမဲ့မိုက်ကယ်ဖြူစင်းတဲ့အချက်ကအင်ဂျင်ရဲ့စစ်ကိုချက်ချင်းမပြောင်းလဲနိုင်ခဲ့ပေမဲ့အတွေးခေါ်ကိုတော့စတင်ပြောင်းလဲစေခဲ့တယ်။ငါဒီပြဇာယုံမှာမရှိသင့်တော့ဘူးထင်တယ်လို့အင်ဂျင်စတင်တွေးတော့လာတတ်ပါပြီ။ဒါကြောင့်သူ့လူလက်ခွန်အတွက်စင်ကန်းပန်ရှင်မမစီမှာသူစုဆောင်ထားတဲ့ရွှေစတွေကိုပြန်တောင်းကြည့်တယ်။ခမမကသူ့ကိုတစင်ထောင်တော့မယ်လို့ထင်နေပုံပဲ။ဒါကြောင့်သူကသင်္ကာရှင်းအောင်သူ့အိမ်အောင်ပြုခြင်းပြုတော့မှာဆိုတော့ ့ဩယောက်ျားတယောက်တည်းအဝိရှောချက်ပြုတ်သူစိတ်ပါတဲ့ခါတဦးပိုင်ဖြောပြီးစင်းပင်းမလို့လားတဲ့သူကြတော့ဝက်တကောင်လိုစားအင်ဂျယ်တို့စီကနေအစီသားတွေညှိယူနေတဲ့မိမမို့ဒီတစ်ခါကက်ကက်လောင်ရန်တွေ့လိုက်တော့ခေါင်းမမရောအဖြေရောသူ့ကိုဒီဒီချိန်မှာမျက်နှာတွေအညိုမဲဆွဲတဲ့အထိရိုက်ပစ်လိုက်တာ မျက်မျော်ပဲသူကြံခဲ့တယ်အဲ့ဒီညမှာပဲမိုက်ကယ်လည်းအိမ်မက်ဆိုးတွေမှတ်တာနဲ့မနဲ့မှမြင်းတစည်းနဲ့စောင်းကြမြန်ကိုရောက်တော့ဂရင်ပေါ်မှာမျော့နေတဲ့အင်ဂျယ်လေးကိုတွေ့ပြီးရှင်နေမကောင်းဖြစ်သွားတယ် ခေါင်းမမကြီးကတော့ခက်တီတီပဲသူစီကယူထားတဲ့အကျွေးတွေမရမချင်းသူဒီကနေပြန်ထွက်လို့မရဘူးလို့ပြောလိုက်တာနဲ့မိုက်ကယ်လည်းသူ့မှာပါတဲ့ရွှေတွေကိုအကုန်ပေးပြီးအိမ်ချက်ကိုရွေးယူလိုက်တယ်။ဒဏ်ရာတွေနဲ့ပျော်လဲနေတဲ့အိမ်ချက်ကိုကြည့်ပြီးဒီချိန်ကအချိန်ကောင်းမဟုတ်ပေမဲ့မင်းကောင်ကလက်ထက်လို့ရမလားလို့မေးလိုက်တော့တေလူမျိုးပါနဲ့တေမင်းနယ်နေပိတဲ့ရောက်နေတဲ့အင်ဂျယ်ကအင်းလို့ခတိုးတိုးလေးပြန်ဖြေလိုက်ပါတယ်။ မကေအိန်ချေကိုသူ့လက်တော်အိမ်ကိုခေါ်လာပြီးဘဝတစ်ခုထူထောင်ဖို့ပြပြရှိရှိပြန်လာချိန်မှာဆန့်ကျင်ဘက်ရထလုံးတွင်မှာတော့ရုံညံ့တဲ့မျိုးစားကလည်းဒီမြို့ကိုရောက်လာတာတွေ့ရပါတယ်။မကေကသူ့ဘဝတစ်မှာပျော်ရွှင်လိမ့်မယ်လို့ယုံကြည်ခဲ့တယ်။အိန်ချေတယောက်သတိရလာတော့သူ့လက်ကလက်စကိုတွေ့ပြီးမကေကိုရှင်ခုတော့ကျမကိုຢာသွားပြီပေါ့လေလို့စောင်းကြမ်းမြိုင်များရှင်ပေးခဲ့တာတွေအကုန်လုံးကအလင်ခံရတာကြီးပဲ။တကယ်တော့ခမိမဆီကရစရာတွေရှိတယ်။ပြန်တောင်းရမယ်လို့တော့လုံနေသေးတယ်။ ။နောက်တော့မှသူ့ကိုပေးထားတဲ့မိုက်ကဲအမေလက်စကိုပြန်ချစ်ပေးပြီးကျမဒီမှာကြကြမနေဘူး။ရှင့်ရဲ့ကြုံခံများဆိုတဲ့စိတ်ကူးရင်ဇလန်းနဲ့မှကျမအသုံးတော်မခံနိုင်ဘူး။မိုက်ကဲကတော့လက်ထက်တဲ့ဆိုတာကြုံခံတာမဟုတ်ပါဘူး။ကျွန်တော်မင်းကိုချစ်လို့လက်ထက်တာလို့ပြောလိုက်ပါတယ်။သုံးပတ်ကြာဒံယာတွေကျက်သွားတဲ့အချိန်မှာလုံနဲ့မိုက်ကယ်မြင်းတစည်းနဲ့အပြင်ထွက်သွားချိန် အင်ဂျာအင်ကနေတွေ့စိတ်ဖပြေးပါတော့တယ်မြို့ကိုပြန်ရောက်မဲ့မိုင်20ခီးကိုတမိုင်လောက်ရှောက်ပြီးချိန်မှာနောက်ကနေမိုက်ကယ်ကအလင်းမြန်လိုက်လာတယ်အင်ဂျယ်လည်းသူ့ကိုအတင်းကျပ်ပြန်ခေါ်သွားမယ်လို့ထင်ပြီးမိုက်ကယ်ဘာကိုဒေါသတကြီးဖျက်ရိုက်လိုက်တယ်ဒါပေမဲ့မိုက်ကယ်ကတော့သူထင်ထားသလိုအကျဉ်မဖက်ရှီတဘူးနဲ့စောင့်တဲပေးပြီးဒီနေ့မှာညဘက်ဆိုရင်အရန်ချမ်းတယ်ဒါတွေမပိုင်မင်းသေသွားလိမ့်မယ်လို့ပြောတယ်ဒါအပြင်သူကရွေးချယ်စရာနှစ်ခုပေးလိုက်တယ် ဂျီလန်တိုင်းနောက်ထပ်စကောမိုင်သွားရင်မြို့ရှိတယ်အဲ့ဒီမှာမင်းကိုစောင့်နေတဲ့ပြည်တစားယုံရှိမယ်တမိုင်လောက်နောက်ပြန်လှည့်ရင်တော့အိမ်ရှိမယ်အစားအစာရှိတယ်နှွေးထွေးတဲ့မီးလင်းပုံနဲ့မင်းကိုချစ်တဲ့ခင်မွန်းတယောက်ရှိတယ်လို့ပြောပြီးလှည့်ပြန်သွားပါတယ်အဲ့ဒီညမှာအင်ဂျယ်ပင်ပင်ပတ်ပတ်နဲ့အင်ကိုပြန်ရောက်လာခဲ့တယ်မိုက်ကယ်ကသူ့ကိုမဆူနွေးနွေးထွေးထွေးအစားအစာကိုချက်ချင်းခုခတ်ကြွေးပြီးအင်ဂျယ်ချစ်လောက်တွေကိုသူ့ကိုယ်တိုင်ဒူးထောက်ပြီးစေးကြောတန့်စင်ပေးလိုက်တယ် ။ဘာကြောင့်လဲလို့မေးလိုက်တော့မင်းအတွက်ဒရမန်ခီးက -30 ဆာတော့ရှိလို့လေတဲ့။ဒီလိုရိုးရှင်းတဲ့လောက်ရတစ်ခုကအင်ဂျင်နှလုံးသားကိုနည်းနည်းအေးပြော်သွားစေတယ်။ယောက်ျားတွေကိုတိုင်းရဲ့မုဆိုးတွေလိုတစ်သက်လုံးကြောက်ရွံ့ခဲ့တဲ့အဆွဲကတော့မကျွတ်သေးဘူးပေါ့။ဒေါက်တာဂရင်ဘော်မှာသူ့စပင်တွေကိုဖိခိုင်းတော့မိုက်ကယ်ကသိပ်ယူရတယ်။ဒီတော့အင်ဂျင်လဲပြန်ပေးဆက်ဖို့အချိန်ရောက်ပြီဆိုပြီးသူ့ကြဲသီးတွေကိုဖြုတ်မိုက်ကယ်ပေါင်ကိုပုတ်တက်လိုက်ပြီမဲ့မိုက်ကယ်ကကျေးဇူးပြုပြီးဒီလိုမလုပ်ပါနဲ့ဗျာ ကြားရီပေါ်တဲ့တော့မှာသမင်မာလေးတစ်ကောင်လိုအချိန်ပြည့်ထိတ်လန့်နေရတဲ့အင်ဂျယ်တယောက်မက်ကယ်ရဲ့အခွင့်အရေးမယူတဲ့စိတ်ထားကိုသူနားမလည်နိုင်အောင်ဖြစ်သွားရတယ်။တစ်သလုံးသူတွေ့ခဲ့တဲ့ယောက်ျားတွေကဒီလိုမဟုတ်ဘူးလေ။ဒီလိုနဲ့နေရတွေအတူတူဖြတ်တန်းကြတော့အင်တောင်တဲ့ဝတ္တရားဆိုတာကိုသင်ယူခြင်းနဲ့အင်ဂျယ်ဟာကြဲ့ဥတွေကောက်နေ့လယ်ပိုင်းစိုက်ခင်းထဲမှာပေါင်းတင်တာကိုလေ့လာ။ညညနေပိုင်းမှာငားများတင်ပေမဲ့တရက်ထင်းတဲ့ဓာရီသူချက်ချင်းပဲတက်ပါမလဲ။ သူလွဲလုတ်တိုင်းမက်ကက်အတွက်ပြုံးစရာကြီနူးစရာတွေပဲဖြစ်နေခဲ့ရတယ်သူကဂရင်ဘော့ကနေဘလို့ပဲမြူဆွဲပေမဲ့မက်ကယ်ကတော့ကျမ်းပြင်မှာဆောင်းလေးခင်းပြီးငါတို့တို့အစင်းသက်မဖြစ်သေးပါဘူးလို့ညင်းတာကူတာခံလိုက်ရတယ်တညာမြူဆားကသူ့ကိုအရင်လိုလိန်ကျုံဖြစ်နေအပိုင်သိမ့်ဖို့ဒီအိမ်ထိလာခေါ်ရဲဆိုတဲ့အိမ်မက်ဆိုးကြောင့်သူလက်နိုးလာတော့မက်ကယ်ကသူ့ကိုအပြင်သွားမယ်လို့ပြောလိုက်တယ်အာယုံတက်တော့မဲ့အချိန်တောင်ပေါ်ကိုခေါ်လာတော့ရင်ထဲတစ်ထိတ်ထိတ် တတုံးရှိတဲ့တနေရာရောက်တော့မိုက်ကယ်ကအရှိပကူလှဲ့ပြီးထိုင်ခိုင်းလိုက်တယ်။မိုးတောက်ရင်ရဲ့ပထမဦးဆုံးလေးအောင်ကြီးတွေကအမောင်တုကိုဖြုတ်ခွဲပြီးအရှိဘက်မိုးကုတ်ဆောက်ပိုင်းကနေနေကြီးနူထွေးဖတ်ပေါ်လာတဲ့အချိန်မှာတော့မိုက်ကယ်ကဒါမင်းကိုပေးချင်တဲ့ဘွားပဲအင်ဂျယ်။အယောင်သွေးစုံလင်ပြီးနှွေးထွေးမှုရှိတာဒါမျိုးကရှင်ကျမရဲ့အတိတ်ကိုတဝက်လောက်သာသိမယ်ဆိုရင်ကျမကိုအခုချက်ချင်းပြန်လွတ်ပေးမှသိလား။ ဒီမဲ့အင်ဂျင်မင်းရတဲ့ဘဝကိုမင်းရွေးချယ်ခဲ့တာမဟုတ်ဘူးအခုမင်းလိုချင်တဲ့ဘဝကိုမင်းရွေးချယ်နိုင်ပြီမင်းဘာတွေတွေ့ကြုံခဲ့လဲဆိုတာတော့ငါမသိပါဘူးကျမသေဖို့ရွေးချယ်ခဲ့တာပါ အခုရောသေချင်သေးလားဟွန်းဒါပေမဲ့ကျမဒီမှာဘာလို့ရှိနေတာလဲဆိုတာကျမမသိဘူးရှင်ပြောတော့ရှင့်မိမဆိုပြီးရှင့်ဘက်ကနည်းနည်းတောင်မှကျမကိုအင်ဂျင်ဘလို့ဆက်ပြောရမှမသိမိုက်ကယ်ကတော့အခုလိုအင်ဂျင်ဘက်ကအစ်မလူလာတဲ့အချိန်ကိုစောင့်နေခဲ့တာပါတဲ့သူ့ကိုစပြီးနမ်းလိုက်တယ် သူတို့တွေအိမ်ထဲမှာလဲအခန်းဆက်နန်းတွေဆက်ဖွင့်ခဲ့ကြတယ်။အခုတော့မိုက်ကယ်လူဂျီနဲ့နှွေးထွေးတဲ့အိမ်ကလေးပြည့်ပြည့်စုံသွားခဲ့ပါပြီ။ဒါပေမဲ့ဘယ်ယာမအကြကြီးမဟုတ်ဘူးဆိုတဲ့လောကနေရာမှာတိုင်းတည့်ရမှာမိုက်ကယ်ရောက်ဖဖြစ်သူပေါ်တယောက်ညင်းတုတ်တုတ်နဲ့အိမ်ကိုပြောင်းလာတယ်။အခုအိမ်မှာအိမ်ကျဲဝတ်ထားတဲ့ဝတ်တွေကပေါ်ရဲ့တည်ဆုံသွားတဲ့ဇနီးရဲ့ဝတ်စားတွေ မိုက်ကယ်ရဲ့အမရဲ့အဝတ်စားတွေပါစနစ်တဲ့တည်ဆုံးမှုကြောင့်ဝမ်းနဲ့ပူဆွေးရင်ရွှေရှာလိုက်ရက်တော့လိုက်တဲ့ဘဝကိုနေချင်းသလိုလှည့်လည်နေရကအခုတော့စိတ်ပန်းလူပန်းနဲ့ပြန်လာတဲ့သူဆက်ဆချင်းမိုက်ကယ်အိမ်အောင်ကြလဲလို့ကြားတော့သူကသဘောကျသွားတယ်အိမ်ချက်ကိုမြင်တော့ဘသူဘဝဆိုတာသူကမှတ်မိသွားတယ်သမင်းဝိုင်းမှာတော့သူကမသိချင်အောင်ဆောင်းနေခဲ့ပြီမဲ့မိုက်ကယ်အပြင်ထွက်သွားချိန်မှာတော့အိမ်ချက်ကိုနင်ကအပြက်မှဆိုရင်ငါသိတယ်မိုက်ကယ်နဲ့မတန်ဘူးဘလို့များခြူစားခဲ့တယ်လေပေါ့ အင်ဂျယ်ကတော့မှန်တိုင်းမိုက်ကယ်ကသူ့ကိုမြင်မြင်ချင်းချစ်ပြီးမင်းမကယူခဲ့တာလို့ပြောတာကလည်းသူကမယုံဒါပြင်သူ့ညီရဲ့ဇနီးလုံးမဆက်ဆံပဲအပြစ်မှတ်တယောက်ကိုဂျွန်ရှာဆက်ဆုပ်တဲ့အမူအရာတွေလုပ်ပြီးမိုက်ကယ်နောက်လိုက်သွားတယ်မိုက်ကယ်ကလည်းအင်ဂျယ်လိန်တာမဟုတ်သူ့ကိုယ်တိုင်ဆောင်ကြမြန်ကနေသွားပြီးသွားဆော့ခေါ်ခဲ့တာလို့ပြောပြတယ်နောက်တော့သူ့မိမကိုအမိုက်တဲ့မလို့ပြောတာနဲ့မိုက်ကယ်လည်းပေါ့ကိုပိတ်ထိုးချလိုက်တယ်ကျုပ်ကညီတယောက်လိုချစ်သူ့ကိုလည်းချစ်ရမယ်နားလေလား မဟုတ်ရင်ကိုလန်းကိုသွားပါလို့ပြောချလိုက်မှပေါ်ငြိမ်သွားပါလေမိုက်ကယ်ကပေါ့စ်အတွက်လိုအပ်တဲ့မြင်းတကောင်ဝယ်ပေးပြီးအလုပ်ကိုပြန်ဆဖို့သူပတ်စံထုတ်ပေးမယ်မလက်ပြန်မြို့ကိုသွားအခုမှားရီကိုပြင်ဖို့ဖျားเจ้าလဲသွားခဲ့ပါလို့ပြောလိုက်တယ်အိမ်ဘော်ကလေလင်မြန်းယောက်သားပေါ့ရဲ့အိမ်ကိုလှမ်းကြည့်ပြီးအိမ်ချဲကပေါ့ဟာသူ့ကိုဘလို့မင်းပစားဆိုတာမှတ်မိလို့ဒေါသထွက်နေတယ်လို့ပြောပြတယ်မိုက်ကယ်ကအိမ်ချဲကိုရင်ခွင်နဲ့တွင်းပြီးမင်းရဲ့အတိတ်ကအရင်ကြည့်ဘူးငါမင်းနဲ့ပဲတူနေချင်းတယ်ကလေးတွေမွေးကြမယ်လို့ပြောလိုက်တယ် ကလေးဆိုတဲ့စကားကအိမ်ကျဲရဲ့ရင်ဘက်ကိုနာကျင်သွားစေတယ်။တချင်းကမျိုးသားရဲ့လက်ထဲခိုင်းစားခံရတော့သူကိုဝင်ဆောင်ခဲ့ဘူးပေမဲ့အပုံးတယောက်ကိုခေါ်ပြီးအတင်းဖြတ်ချခဲ့ဘူးတည်း။ဒါကြောင့်သူ နောက်ထပ်ကလေးရဖို့မလွယ်ကူတော့ဒီတော့တညာလုံးစဉ်းစားရတယ်။မိုက်ကက်ဘွားသူ့ကြောင့်စိတ်ဆင်းရဲတော့မလားဆိုတာဘယ်သူမှမသိနိုင်ဘူးလေ။ နောက်တနေ့မနေ့ပေါ်မြို့ကိုတက်ဖို့ထွက်လာတဲ့ချိန်ယောက်ျားစီကနေထွက်ပြေးဖို့ညာတွင်းချင်းဆုံးဖြတ်လိုက်တဲ့အိမ်ချေကလမ်းကျုံလိုက်သွားတယ်။စကတဲ့ကအထင်မကြီးတဲ့ပေါ်အခုတော့ခွင်းမိကောက်ကြီးတော့ဆွတ်သလိုပဲအချိန်တန်တော့ဇာတိပြတာပဲလို့ယူဆပြီးလမ်းကျုံခေါ်တင်သွားတယ်။လမ်းမှာပေါ်ရဲ့အနိုင်ကျင့်တဲ့စိတ်ကြောရာကလွန်းတဲ့တတ်မှတ်တဲ့စိတ်တွေပါယုံကြွလာတယ်။နောက်တော့သူကလမ်းကျုံခေါ်တင်တာကိုအကြောင်းပြုပြီးသူ့လိုချင်တာကိုအဖို့ခဖြစ်နေတောင်းတယ် အင်ဂျဲကလည်းမိုက်ကယ်စီလုံးဝပြန်မသွားနိုင်အောင်သူ့ကိုယ်သူပုံမညင်နွမ်းကျင်တဲ့စိတ်တွေပြင်းပြနေတာကြောင့်အဖျက်သဘောဆုံးဖြတ်ချက်တစ်ခုကိုလက်ခံလိုက်တယ်သူတို့နှစ်ယောက်ဟာတောထဲမှာရှက်စရာကောင်းတဲ့အချိန်တစ်ခုကိုမျှဝေခဲ့ကြပြီးမှလူမဆန်တဲ့ပေါ်ရဲ့လုံရဲ့ကြောင့်နောက်ဆုံးမှာသူပဲအော်နှလုံးနာခဲ့ရပါတယ်ဒီလိုနဲ့ခီးစကြပြီးမြို့နားကိုရောက်တော့ပေါ်ကသူ့ကိုလှဲပေါ်ကနေစင်ခိုင်းတယ်မြို့ထဲကိုပြည့်တစားမတယောက်နဲ့တူသူရောက်လာတာကိုဘယ်သူမှမမြင်စေချင်လို့ပါ အင်ဂျယ်ကတော့ပေါ်ရဲ့စိတ်ရင်းကိုမြင်ပြီးလှောင်ပြုံးပြုံးလိုက်တယ်။ကျမက မကောင်းတဲ့မိမဖြစ်မယ်ဆိုရင်တော့မှတခါမှလူကောင်းဟန်ဆောင်ခဲ့ဘူး။ဒါပေမဲ့ရှင်ကတော့မကယ်ပေးတဲ့ပတ်စံတွေကိုယူသူ့ရဲ့လှဲနဲ့မြို့ကိုတက်မြင်းရောကိုညီရဲ့မိမကိုယူတယ်။ဒါနဲ့များချွေညီကိုလို့ခေါ်နေသေးတယ်။ပေါ်ရဲ့စိတ်တွေဟာအဲ့ဒီအချိန်ကနေစပြီးသူ့ဘဝကိုတွဲမို့တော့မယ်ဆိုတာအင်ဂျယ်သာမကဘယ်သူမှမသိခဲ့ပါဘူး မြို့မှာဆောင်ကြမိန်မမစီကသူရတဲ့နာလေးတွေပြန်ယူမယ်လို့ကြံထားခဲ့ပြီးမယ်လွန်ခဲ့တဲ့တလာတည်းကပြည်ဒဇာယုံကမီးလောင်သွားခဲ့ပြီးခေါ်လူစိုးထင်းရဲ့လက်ချက်ပိုင်ရှင်မမလည်းသိအင်ဂျင်နဲ့တည်တဲ့မိန်ကလေးမြောက်လည်းမီးတွေပတ်သွားတယ်ဆိုတဲ့သတင်းစိုးကိုသာကြားခဲ့ရပါတယ်အင်ဂျင်မန့်တိလို့လာပြောတဲ့သူကလည်းမြို့မှာထက်ရက်ဆိုင်နဲ့နောက်ထိုးဆိုင်ပေါင်းပြီးဖွင့်စားနေတဲ့သူမှုအင်ဂျက်ချောင်းကိုတီးပြီးသား ဒါကြောင့်နေရာသစ်အနေနဲ့သူ့ဆိုင်မှာထိုင်ချပြီးအလုပ်လုပ်ဖို့ညှိကြတယ်။ဧည့်သည်တယောက်ဒီချိန်ဝင်တိုင်းငွေကို50 50ခွဲယူကြမယ်။နေရာပေးကျွေးမွေးစည်းဖြစ်နေတော့သူဆန္ဒရှိလို့တောင်းဆိုရင်အိမ်ချက်ဘက် FOC ပေးရမယ်တဲ့။လှေလုံရေးတကြိုးဆိုတာဒါမျိုးပါပဲ။သဘောတူလိုက်တာနဲ့ FOC ဝန်ဆောင်မှုကိုအရင်ဆုံးအသုံးတော်ခံလိုက်ရပြီးအိမ်ချက်တယောက်ဒီနွန်နဲ့ပြန်နှစ်သွားပါတယ်။မကယ်ကတော့ပေါ်ခေါ်သွားပြီမှသိလို့မြင်းကိုယူခမည်းရင်ခမည်းပြန်တော့လို့ချက်ချင်းပဲမောင်းထုတ်လိုက်တယ် ပြီးတော့မကေယာမြွတ်တက်ပြီးအိမ်ချက်ကိုနောက်တစ်ချိန်ညချင်းနုံထဲကနေသွားဆဲထုတ်ပြန်တယ်ဒီတစ်ချိန်မှာတော့ Mr. FOC နဲ့သူ့လူမိုက်တွေကအိမ်ချက်ကိုပြန်ခေါ်မခံနိုင်လို့ထိုးကြကြိတ်ကြနဲ့ရန်တက်ခဲ့ရသေးတယ်အပြန်လဲမှာအိမ်ချက်ကသူ့ကိုပေါ်ဘာလုပ်ခဲ့တယ်လဲဆိုတာပြောပြသလားလို့မေးလိုက်တော့မကေကမေးစရာမလိုပါဘူးသူ့မျက်နှာမှာပေါ်ပြီးသားပါမကေကသူ့ကိုရောပေါ်ကိုပါအပြစ်မတင် ညောက်တော့မြင်းဆောင်မမကတယောက်တည်းချင်းငိုနေတာကိုအိမ်ကျဲတွေ့သွားတယ်သူ့ကိုချစ်လွန်းလို့ဘာမှမဆူမကြီးမဲတယောက်တည်းကြည့်ခန်းစားနေရတာကိုကြည့်ပြီးအိမ်ကျဲရှင်တဲ့နာကျင်သွားတယ် အဆက်သိခမဲလုံးနဲ့ညင်နွမ်းနေတဲ့ဒုက္ခနာကိုကိုကြောက်တုံးတွေနဲ့ဇွတ်တိုက်ပြီးစေးကြောနေတဲ့အထိနောင်တရသွားတယ်။ဒီလုံမျိုးတွေဒီဘဝဒီမြပဲဆိုတာသူမပြောလဲမြင်နေရပါတယ်။မိုက်ကဲကရေကန်ထဲကသူ့ကိုအတင်းဆွဲထုတ်ပြီးသူ့ချစ်စနီးကိုအတိတ်ကိုလက်လွတ်ဖို့ခတ်လာပါပဲ။ဒါပေမဲ့မင်းဆက်စ조사မယ်ဆိုရင်ဖြစ်နိုင်ပါလေတဲ့။အဲ့ဒီနောက်ပိုင်းသူတို့နှုတ်ဦးဟာခမောနဲ့ဇနီးဖြစ်နာကကူခြေတလန်းချင်းတလန်းချင်းရှောက်လန်းခဲ့ကြတယ် အင်ဂျင်တယောက်အင်တောင်သေးလို့ကုတ်ကူကူခံယူပြီးသူတို့ဘဝလေးငင်းငင်းချင်းချင်းဖြစ်လာခဲ့တယ်။တရလန်ဒန်နေရာမှာမိဘကနေမိခင်တူပါတဲ့မိသားစုလေးတစုဆဲဝင်ရိုးချိုးပြီးဒုက္ခရောက်နေတာတွေ့လို့သူတို့အိမ်မှာခိတ္တတဲခုဘူးလက်ခံလိုက်ကြတယ်။မိသားစုထဲမှာအင်ဂျက်ထက်နည်းနည်းတက်ငယ်တဲ့မီဒီယမ်ဆိုတဲ့မိန်းကလေးတယောက်လည်းပါတယ်။သူ့မိခင်ကတစ်တွေကြာကြီးကြာမှနောက်ထပ်ကိုဝင်ရတဲ့သဘောဒီရဲ့ပိုင်းပေါ်ကလည်းအင်ကိုအဝင်ထွက်ပြန်လှုပ်လာတယ်။ အင်ဂျယ်ကိုတော့စကားမပြောရဲမီရီယန်ကဘလို့ဆုံကြတာလဲဆိုတော့အင်ဂျယ်လည်းမီရီယန်ကိုတစ်ချက်ဆိုင်ကြည့်ပြီးသူကငါ့ကိုခိုတန်းကန်နေကဲတင်လာတာဆိုလို့ပြောချလိုက်တော့မီရီယန်ခဏတော့နောက်တယ်ထင်နေသေးတယ်နောက်တော့မှအမှန်တိုင်းပြောတာသိသွားတော့မယွန်ရှားတဲ့ပြင်အင်ဂျယ်ရိုးသားမှုကိုသဘောကျပြီးတငယ်ချင်းဖြစ်ချင်တယ်လို့ပြောလာပါတယ် ဒါအိမ်ချက်ဘွားမှာမကယ်ပြင်းရင်နောက်တယောက်ကသူ့ကိုသဘောယိုးနဲ့လိုလားသူတူထပ်တွေ့လိုက်တာပါပဲရန်နှဲငယ်ကြာကလေးမွေးဖွားပြီးတော့အဲ့ဒီမိသားစုကမိဖွားပြီးစားမှာခဏဆက်နေခွင့်တောင်းကြတယ်မိဘပွဲလေးတစ်ခုလုပ်ပြီးကလေးနာမည်ပေးကင်မွန်းတက်တော်ဟိုမိသားစုကသူတို့ကိုကျေးဇူးတင်လို့လို့ကလေးနာမည်ကိုမိုက်ကဲလို့ပေးလိုက်တဲ့ပြင်သူတို့လည်းမိုက်ကဲတို့နားကမြေခွက်တစ်ခုကိုဝယ်တော့မယ်လို့ဆုံးဖြတ်လိုက်လို့အားလုံးပိုပျော်သွားကြပါတယ် မိဘုံပွဲပြီးတော့မိုက်ကယ်ကပေါကသူ့မှသူတိသွားပါပြီလို့ပြောပြသေးတယ်။ကလေးချစ်တဲ့မိုက်ကယ်ကဧည့်သည်ကလေးကိုတချီချီတပွတ်ပွေပျော်ရွှင်နေလာကိုကြည့်ပြီးအိန်ဂျယ်စိတ်မကောင်းတော်တော်ဖြစ်သွားတယ်။ဒါကြောင့်အိန်ဂျယ်ကသူ့ရဲ့အတိတ်ကလှုပ်ဝက်ချက်အရင်ကကိုဝင်ဆောင်ခဲ့ဘူးပြီးဖျက်ချခံခဲ့ရတယ်။နောက်တစ်ချိန်မရအောင်လုပ်မယ်လို့လည်းကြားခဲ့ဘူးတယ်။ဒါကြောင့်သူ့မှာကလေးမရနိုင်တော့ဘူးထင်တယ်လို့ထုတ်ပြောလိုက်ပါတယ်။မိုက်ကယ်ဟာခဏလေးစွန့်အားသွားသေးတယ်။နောက်တော့သူ့ရဲ့လက်ကိုဆုပ်ကမ်းပြီးဘာပဲဖြစ်ဖြစ်မင်းကိုချစ်တယ် ဘာမစိုးဖြစ်လာနိုင်ပါတယ်လို့ပြုံးပြုံးရွှေရွှေပြောခဲ့ပါတယ်။ဒါကြောင့်လဲမကဲနူးညံ့မှုကအိမ်ချက်နှလုံးသားကိုထပ်ပြီးကြေကွဲစေခဲ့ပြန်တယ်။ အဲ့ဒီညနေခင်းမှာအင်ဂျင်ဟာကြီးကျယ်ခမ်းနားတဲ့ညစာကိုပြင်ဆင်ပြီးမိုက်ကဲကိုကျွေးမွေးပြုစုတယ်။နောက်တော့သူ့ကို network ခေါ်ပြတဲ့တောင်ထိပ်ပေါ်သူ့ခင်မောတဲ့ကိုခေါ်သွားရွှေအောင်စည်းစာတဲ့ကဟင်းလင်းပြင်းအောင်ပါ သူကပဲစပြီးချစ်ခမ်းဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မှာတော့သူ့ကိုသူစာရာလို့ခေါ်တဲ့အင်ဂျင်ကလက်စက်နဲ့စာတစံကိုမီရန်တို့တဲရှိမှာချပြီးထွက်သွားပါတယ်။ မိုက်ကဲကိုမချစ်လို့မဟုတ်ပဲသူ့ဘဝကိုသူတယောက်တည်းခီးဆက်ဖို့လိုအပ်တယ်လို့ပြောခဲ့တယ်။သူကမီဒီယာနဲ့မိုက်ကဲကိုတို့တာအိမ်တောင်ပြုတ်ခဲ့ရင်မိုက်ကဲလူချင်းနဲ့ကလေးတွေမွေးပေးနိုင်မယ်လို့ယုံကြည်နေလို့ရှောင်ထွက်သွားခဲ့တာပါ။ဒီဒီချိန်မှာတော့မိုက်ကယ်လိုက်မရှာတော့ပါဘူး။တစုံတယောက်ကိုအတင်းကျပ်နားမှာနေခိုင်းတာဟာချစ်ချင်းမေတ္တာမဟုတ်ဘူးဆိုတာသူကယူဆထားတယ်မှတ်လား။စိမ့်လန်းနဲ့မြို့တမြို့မှာတယောက်တည်းရောက်နေတဲ့ဆာရာကတော့မိုက်ကယ်ထင်ထားတာတည်းပိုပြီးစူးစမ်းပြီးအလုပ်လုပ်ခဲ့ပါတယ်။ သူရဲ့လေယာဉ်လုပ်ငန်းကျွမ်းကျင်မှုကိုအသုံးပြုပြီးစားတော့ဆိုင်တိတိလေးတစ်ဆိုင်မှာစပုံမှုဖြစ်လာခဲ့တယ်။အဲ့ဒီမှာအစားအစာနေစရာနဲ့စိတ်ငြိမ်းချမ်းမှုကိုရခဲ့တယ်။ပိုင်ရှင်ကစိတ်သဘောထားကောင်းပြီးသူနေတဲ့အခန်းကိုယ်တော်မှာတော့ရှိတဲ့အခန်းကိုပေးခဲ့တယ်။အိမ်ကျဲဘွားဟာခဏတာတည်ငြိမ်ခဲ့ပါလေ။ ဒါပေမဲ့သူ့ကိုမျိုးစားရဲ့လူယုံကတရားမှာတွေ့သွားတယ်။အဲ့ဒီညမှာဆာရာတို့ဆိုင်မီးလောင်သွားတယ်။မျိုးစားဟာသူ့ကိုဘယ်တော့မှလက်လွတ်ဖို့မကြံခဲ့ဘူး။အခုတော့မီးလောင်ပြင်ရောက်ပေါက်ချလာပြီးဆာရာကိုသူ့ရဲ့ယာသက်ဘက်လိန်ကျုံဖြစ်ပြန်လို့ဖို့အတင်းကျပ်ဖန်းစီခေါ်ဆောင်သွားပါတော့တယ်။မျိုးစားစတဲ့ချတဲ့နယ်မြေတက်ကဆိုင်ထဲမှာတော့ရှစ်နှစ်ရွယ်ကောင်မလေးတယောက်ဆာရာတွေ့လိုက်ရတယ်။တက်ငယ်မတင်းကောင်ကနောက်ထပ်အစ်မွေးထားတာတယောက်တော့မဟုတ်နှစ်ယောက်တော့ပါလား။ မျိုးစားကစင်တင်ပွဲတွေလုပ်ပြီးငွေရှာနေတဲ့သူဖြစ်နေပြီသူကလည်းဒီညပွဲထုတ်မှာဖို့ရေမိုးချိုးမိတ်ကက်လေးအလှပြင်ခိုင်းသွားပါလေမျိုးစားချိုးကတော့အရင်တိုင်းတစ်စက်မှမပြောင်းအတိတ်ကတည်းကတွေနာကြီးချက်တွေနဲ့ပြင့်နေတဲ့ဆာရာဘာလို့ရမယ်ဆိုတာသူ့စိတ်ထဲပိုင်းဖြတ်လိုက်တယ်စင်ပေါ်ရောက်တော့ပြိသက်တွေကိုသူကတီတီငင်ငင်နဲ့ပြောလိုက်တယ်မြူစားကကလေးတွေကိုသဘောကျတယ်အပေါ်ထက်မှာနှစ်ယောက်ကိုပိတ်လောင်ထားတယ်လို့ပြောလိုက်တော့တီတိုတန်တွေပေါ်လာပြီးပြန်တိတ်ဆိတ်သွားတယ် သူကျမကိုဝယ်သူကျမကိုဝယ်ခဲ့တုန်းကလည်းကျမအသက်၈နှစ်ပဲရှိသေးတယ်ကျမအသက်၁၆နှစ်မှာသူ့စီကနေထွက်ပြေးလွတ်မြောက်ခဲ့တယ်ဒါပေမဲ့အခုမှကျမကိုပြန်ရှာတွေ့ပြီးအခုလိုစင်ပေါ်တက်ခိုင်းလာလို့ပြောချလိုက်တယ်မြူစားချက်ချင်းစင်ပေါ်ကိုရောက်လာပြီးဒါလိန်စင်တွေပါလို့ပြောသူ့ကိုအတင်းလာဆွဲခေါ်သွားတယ်တသက်ထောက်ထားမရှိပဲသူ့ရဲ့စကားတွေလေထဲမှာပြတ်ွယ်သွားပါသလားဒါတွေကိုလူတူကတော့လေးလေးနက်နက်နားထောင်နေခဲ့ပါတယ် ဒေါသထွက်နေတဲ့မျိုးသားကသူ့ကိုအပေါ်ထက်ကိုဆွဲခေါ်သွားပြီးတပ်ဖြစ်ဖို့လုပ်တယ်။မျိုးသားဓာတ်ထုတ်ချိန်မှာပဲစောစောကပြေးတက်တဲ့ကလူကလူပိုက်ရဲ့လက်မောင်းကိုဖမ်းဆုပ်ထားလိုက်တယ်။ဆာရာလည်းရှုပ်ထွေးမှုတွေကြားကကလေးနှစ်ယောက်ကိုဆွဲထုတ်ပြီးဖော်ပြဖို့လုပ်ချိန်မှာမျိုးသားရဲ့လူယုံလူပိုက်ဝင်လာလို့တန်ချောင်းနဲ့ရိုက်ချပြီးကလေးတွေနဲ့တူအသက်လူထွက်ပြေးလာတာကိုအောက်က ပြေးတက်တွေမြင်သွားတော့ဒေါသတကြီးစူပူကြတယ်။ မျိုးသားဆိုတာလူရုံမှာပဲလို့တည်သွားကြပြီးအချိန်နမှန်တော့လို့လက်ပြေးမဲ့ကျန်တဲ့မျိုးသားကိုလူရုရဲ့တရားစီရင်မှုကအလင်းမြန်တက်ရောက်ပြီးမျိုးသားကိုသူ့တကားဝမှာပဲကျိုးပေးလိုက်ကြပါတယ်ဒါရီဖြစ်ပြီးသုံးနှစ်ကြာ ဆန်ဖရန်စစ္စကိုမြို့ကကေဇေးစကန်တစ်ခုပေါ်မှာဘောဟာဆာရာကို တွေ့လိုက်ရတယ်။ဆာရာအခုဆိုရင်စာလောင်သင်းနေပြီ။ကေဇေးစကန်မှာလည်းအချိန်ပိုင်းဝင်တဲ့သူ့မှာဇိမ်းမဲ့ဘဝတုန်းကလူလက်ဖြားငွေမသိပေမဲ့စိတ်ချမ်းသာနေခဲ့ရပြီ။ဘောကအတင်းတော်တွေ့ပြီးတွတ်ဆုတ်ဆုတ်နဲ့တောင်းပန်စကားပြောတော့ဆာရာကလူတိုင်းကိုခွင့်လွှတ်ပေးသားလို့ပြောတယ်။ ဒါပေမဲ့ market နာမည်ပါလာတဲ့အခါသူ့ရဲ့မျိုးလုံးတွေတစ်ဖြစ်ဖြစ်လှုပ်ရှားသွားပါတယ်တကယ်တော့ median ကပေါ်နဲ့အကြောင်းပါခဲ့တာပါ market ကခုချိန်ထိတကူတဲ့အရင်လိုပဲသူသိတဲ့အင်ဂျယ်လေးပေါ်သူ့ရဲ့ချစ်ချင်းမိသားကလည်းမပြောင်းလဲပေါ်မြေတွေဝိုင်းပြီးမင်းပေါ်ငါအထင်မြင်မှားခဲ့တယ်ဒါပေမဲ့မြို့ကမင်းလန်းကြုံလက်ခဲ့တုန်းကနောက်ဆုံးမင်းပြောခဲ့တဲ့စကားတွေရမင်းကငါ့ထက်မှန်ကန်လေရိုးသားတယ်ဆိုတာငါအဲ့ဒီကတည်းကလက်ခံပြီးနောင်တရခဲ့တာပါ တကယ်တော့ငါကငါညီကိုပြန်တစ္ဆာဖောက်ခဲ့တဲ့ကောင်းပါလူရုပ်မှတယောက်ပါနောက်ဆုံးမှာတော့မနေ့ပြန်မလေးနိုင်မှာဟိုတယ်ရှိကလေရထလုံးထွက်မယ်ငါနဲ့ပြန်လိုက်ခဲ့ပါလို့ပြောသွားရှာတယ်ချိန်ထားတဲ့နေရာစာရာပေါ်မလာပါဘူးပေါ်ပြန်ရောက်တော့ကိုဝင်နဲ့မီရီယန်ကသူ့ခင်မုန်းကိုအိမ်ချက်ကိုတွေ့ခဲ့သလားလို့မေးတော့ပေါ်ကခက်သက်သာလေးခေါင်းငိတ်ပြတာတွေ့ရတယ်တကယ်တော့သူတို့ဟာအချိန်ရတိုင်းစာရာသုံးမဟုတ်အိမ်ချက်ကိုရှာနေကြတာပါလား ဒါတွေကိုမသိပဲသူ့စိတ်ကိုအလုတ်ထဲနစ်ပြီးခြေစနစ်ပေါ်အောင်းမဲ့သတိရတဲ့စိတ်ကိုမနှဲဖြေဖြောင်းနေခဲ့ရတဲ့မိုက်ကယ်တယောက်ရွှေအောင်စည်းစာရောင်ကြီးဖြားတဲ့နေလေကင်းတစ်ခုမှာလဲထုံနေတော့ လေထဲကနေတိုးဝင်လာတဲ့သူ့နာမည်ခေါ်တန်လေးတစ်ခု ကြားလိုက်ရတယ်လှဲ့ကြည့်လိုက်တော့နေကာထီးလေးစောင်းထားတဲ့အမျိုးသမီးတယောက်အမျိုးသမီးကသူ့ထီးကိုချလိုက်တယ်သူ့ခဝင်ကောမတင်ပြီးတင်ကျိန်တဲ့ခြေလန်းတွေနဲ့သူ့စီကိုလမ်းလျှောက်လာခဲ့တယ်အနားရောက်တော့သူ့ကိုကြာကြည့်စိုက်ကြည့်တယ်ကျမနာမည်ရင်းကဆာရာပါမိုက်ကယ်ဆက်ပြီးငေးကြည့်နေမိတယ်ဒါကိုတစ်ခုချိန်ထိဘသူ့ကိုမှနှုတ်နဲ့ထုံမပြောခဲ့ဘူးဒီနာမည်လေးကကျမစီကနေဘသူမှယူမသွားတဲ့တစ်ခုတည်းသောရှားပါ ကျမဒီကိုလာတာရှင့်ကိုချစ်တယ်လို့ပြောချင်လို့ပါတောင်းမန္တာလေးပါတာပေါ့စာရပြုံးတွေကနည်းနည်းတွန့်ဆုံနေတယ်မိုက်ကယ်ကစာရနာကိုတိုးကပ်လာတယ်ရှင်နာကျင်ခံစားခဲ့ရတဲ့အတွက်ကျမတောင်းမန်ပါတယ်မိုက်ကယ်ကမင်းကြောင့်သာဒီခိုက်တန်လေးပြန်ရတာပါကွာဆိုပြီးချစ်စနီးကိုနမ်းလိုက်ပါတယ်အဲ့ဒီနောက်သူ့လက်သန်းမှာအမြဲဆွထားတဲ့လက်စွပ်ကလေးကိုချွတ်ဒီတစ်ခေါက်တော့အမြဲဝတ်ထားမယ်မဟုတ်လားလို့မေးလိုက်တယ်အင်္ဂလိပ်ကကြိုဆိုပါတယ်စာရရဲ့ ဒီဇလန်းရဲ့အစမှာဘဝမြင်တိုင်းရှင်မထင်တဲ့ဆိုတဲ့စာတန်းနဲ့စခဲ့တာအခုဆိုရင်အဖြေပေါ်လောက်ပါပြီဒါဟာတချိန်ကပေါ်လို့လူသားတွေအတွက်အသွင်သဏ္ဍာန်တသက်ကိုကြည့်ပြီးအလင်းစလိုကောက်ချက်မချဖို့ပါ ကိုမြင်ခဲ့ဘူးတဲ့အတိတ်ကခုံမိမတယောက်ဖြစ်ခဲ့လို့တသက်လုံးဒီဇက်ခင်းမယ်လို့မထင်စေချင်တာပါဒီလိုပါပဲကိုဝင်မြအောင်အဖြတ်ခံရတယ်လို့ကြားထားလို့တသက်လုံးမိဘဘဝမရောက်တော့ဘူးလို့လည်းမထင်စေချင်ပါဘူး ဒါဟာမကင်နဲ့အင်ဂျယ်တို့ရဲ့အချစ်ဇလန်းတသက်မဟုတ်ပါဘူး။တချိန်ကပျက်စီးခဲ့ရတဲ့မျိုးသမီးတူအတွက်ယုံကြည်မှုဂုဏ်သိက္ခာနဲ့လွတ်လပ်မှုကိုပြန်လည်ရယူပတဲ့ခီးတစ်ခုပါ။ဇကာဟာစိတ်ရှည်တိခတ်မှု အကန့်အသတ်မဲ့ချစ်ချင်းမြတ်တာနဲ့ဒုတိယအခွင့်အရေးပေါ်ယုံကြည်ခြင်းတို့ရဲ့ခွန်အားကိုပေါ်ပြနေပါလေ။ အချင်းနဲ့ယာယာကိုကူစားနိုင်သလားလို့မေးခဲ့ရင်လူတိုင်းတော့ရမရအတက်မသိပါဘူး။ဒါပေမဲ့လူတိုင်းဟာချစ်ချင်းမြတ်တာနဲ့ဒုတိယခွင့်ရရသင့်တယ်လို့တော့ပြောလိုက်ချင်ပါတယ်။ကြည်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။